ရန်ကုန်မြို့မှာတော့ဒီနေ့မတ်လ3ရက်မနက်7:00နာရီကနေ7:05မိနစ်အတွင်းမြင်းကလင်းလှုပ်သွားပြီးဒေသခံပြည်သူတွေတိတိတတ်တာခံစားကြရတယ်လို့ဆိုပါတယ်။လက်ဖက်ရည်ဆိုင် ထိုင်နေတာလှုပ်သွားတာပြင်းလွန်းတယ်တမျိုးလုံးလှုပ်တဲ့သဘောပဲအားလုံးသိကြတယ်လို့အင်းစိန်မြို့ကန်တဦးကပြောပါတယ်။စမ်းချောင်းမြို့နယ်နေပြည်သူတဦးကလည်းစမ်းကြောင်းမှာငလင်းလှုပ်တာကိုတိတိတတ်တာခံစားလိုက်ရကြောင်းနဲ့အထမ်းမြင့်တိုက်ခန်းဆိုတော့ငလင်းဆိုလက်နေရတယ်လို့ပြောပါတယ်။ စမ်းထောင်းမြောက်ဥကလာအလုံးတာကေတသင်္ကန်းကျွန်းမြောက်တကုံမင်္ဂလာတောင်ညွန်းတကုံစိတ်ကံလှိုင်းသာယာရွှေပြည်သာတောင်တကုံကမာရွတ်ထောက်ကျန်းတိုက်ကြီးနဲ့မှော်ပြီးအဆရှိတဲ့မြို့နယ်အများစုကဒီကနေ့ငလင်ကိုတည်တည်တတ်တာခံစားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါပေမဲ့ငလင်ကြောင့်ထိခိုက်ပျက်စီးမှုရှိမရှိကိုတော့မသိရသေးပါဘူး။ဒီနေ့လှုပ်ခဲ့တဲ့ငလင်နဲ့ပတ်သက်လို့ကမ္ဘာတဝန်ငလင်လှုပ်ရှားမှုတွေဖော်ပြပေးနေတဲ့ American ဘူမိလေလာရေးအသင်း USGS က မတ်လ3ရက်မနက်10:03မိနစ်မှာအေယာဝတီတိုင်းဖြားပုံမြို့နယ်အတွင်ဗဟိုပြုပြီးမြေအနက်30ကီလိုမီတာမှာ Richter scale 4.5အဆင့်ငလင်းလှုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ Richter scale 4.5ဆိုတာကတော့အင်အားအသင့်အတင့်ရှိတဲ့ငလင်းဖြစ်ပါတယ်။ရန်ကုန်ဟာရန်ကုန်မြို့ဝအနီးကပြက်ရွေတွေကြောင့်ငလင်းလှုပ်နိုင်တယ်လို့ဒေတာရဲပြက်ရွေကြောင့်လည်းငလင်းလှုပ်ရှားနိုင်ပါတယ်။ဒါအပြင်ဗကိုးမြို့ကိုဖြတ်သွားတဲ့စကိုင်းပြက်ရွေရဲ့တောင်ဘက်စွန်ပိုင်းလှုပ်ရှားရင်လည်း ရန်ကုန်မြို့မှာငလင်လှုပ်ခတ်စီနိုင်ပါတယ်ရှင်။တိလိပါအခြားအခက်ခဲတွေကပို့ပြီးတော့များပြားပါရှင့်မိဘပြည်သူတွေကြုံတွေ့နေတဲ့အခက်ခဲတွေပေါ့နော်။ဒါကြောင့်ကျွန်မအနေနဲ့သတင်းတင်ဆက်မှုလေးကိုမရက်နာပဲနဲ့အတိုင်းအတာကြောင့်စူးစမ်းပြီးတော့တင်ဆက်တာဖြစ်ပါရှင့်။ဒီနေ့ပထမဆုံးကျွန်မတင်ဆက်ပေးချင်တာလေးကတော့တက္ကသိုလ်ဝန်ဆောင်ရွယ်အဖြစ်အပျက်တွေမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါရှင့်။ အဲ့လိုမျိုးဖြစ်ပေါ်ခဲ့ရတာကတော့မန္တလေးတက္ကသိုလ်ပင်မဆောင်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါရှင့်ငလင်းလှုပ်ခတ်တဲ့အခါမှာတဲ့နိုင်ငံတော်ထုတ်ပြန်ထားတဲ့စာရေးကိုကျွန်မဖတ်ပြပါမယ်။ငလင်းလှုပ်ခတ်တဲ့အခါမှာတဲ့ပြိုကျပြည့်စုံမှုဖြစ်ဖြစ်ပေါ်ခဲ့တယ်ပေါ့နော်။အဲ့လိုဖြစ်ပြီးတဲ့အခါမှာနောက်ဆက်တွဲအဖြစ်မီးလောင်မှုပါဖြစ်ပေါ်ခဲ့ရပါရှင့်။ ဲ့ဒီလိုမီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့အတွက်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတယ်တဲ့2024 2025တက္ကသိုလ်ဆောင်ပေပွဲအဖြေလွှာများဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးမှာဖြေဆိုသူဥယေ4644ဦးရဲ့အဖြေလွှာတွေပြည့်စည်ဆုံးရှုံးခဲ့ပါရှင့်ပြီးတော့စကားတိုင်းဒေသကြီးကဖြေဆိုသူဥယေ9312ဦးရဲ့အဖြေလွှာတွေလည်းပြည့်စည်ရဲ့ကချင်ပြည်နယ်ကဖြေဆိုသူဥယေ8699ဦးရဲ့အဖြေလွှာတွေလည်းမီးလောင်ပြည့်စည်ခဲ့ပါရှင့်ဒီလိုမျိုး ပျက်စီးခဲ့တဲ့အတွက်ပေါ့နော်နိုင်ငံတော်ကနေပြီးတော့ဒီလိုပျက်စီးသွားပါပြီဆိုတဲ့အကြောင်းကိုမိဘပြည်သူများသိရှိဖို့အတွက်ထုတ်ပြန်ထားတာဖြစ်ပါရဲ့ရှင်ဒီတော့အဖြေလွှာတွေပျက်စီးခဲ့ပြီဆိုတော့ကျမခံမှန်းသုံးသက်ချက်အရဆင်တော့ဒီလိုဖြစ်စဉ်မျိုးအရင်ကဖြစ်ခဲ့ရဲ့ရှင်ကျမမှတ်မိတဲ့လောက်တော့88လောက်ကထင်တယ်လူမျိုးကိစ္စရဲ့အကြောင်းပေါ့နော်ဟိုတက္ကသိုလ်ဝန်ထမ်းဖြေဆိုတဲ့ကျောင်းသားရဲ့အားလုံးကိုယာနှုံးပြအအောင်ပေးခဲ့တဲ့ကိစ္စရဲ့ဖြစ်ခဲ့ပါရဲ့ရှင်အခုလည်းဒါဒုတိယတကြော်ပြန်လဲဖြစ်ပေါ်နိုင်တယ်လို့ကျမသုံးသက်ခံမှန်းမိပါရဲ့ရှင် ။ဘာကြောင့်လဲဆိုတော့အဖေလွားရဲ့ပျက်စီးခဲ့ရတဲ့အတွက်ပြန်ဖြေမလားအားလုံးအအောင်ပေးမလားဆိုရရွေးချယ်စရာနှစ်ခုရှိပါတယ်။ပြန်ဖြေရမယ့်ရွေးချယ်မှုကတော့ငလင်တန်ခံနေရတဲ့မိဘပြည်သူတွေနဲ့ចောင်းသားလေးတွေအတွက်ကိုမငဲ့ညာရရောက်တဲ့အတွက်နိုင်ငံတော်ကယာနှုံးပြအောင်ပေးဖို့အတွက်ကိုသာရွေးချယ်မယ်လို့ထင်ပါရှင့်။ဒါကြောင့်အစိုးရရအကောင်ပေါ်ရှင်စေတန်း၁၂တန်းဖြေတဲ့ចောင်းသားလေးတွေဒီနှစ်မှာယာနှုံးပြအောင်မြင်မှုရရှိနိုင်တဲ့အနေအထားလေးတော့ရှိပါရှင့်။ဒါလေးကတော့လုံးဝစိုးဝါမှုတွေတည်းကအနှဲငယ် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ရင်ငင်းနဲ့ပတ်သက်လို့ up to date နောက်ဆုံးရတဲ့သတင်းလေးတွေကျွန်တော်ပြောပြချင်လို့ပါယနေ့သတင်းရရှိမှုရဆိုရင်တေဆုံးသူစီးရင်ဟာ1644ဦးရှိပြီလို့သိရပါတယ်ဒဏ်ရာရတဲ့လူဟာလည်း3400နဲ့8ဦးရှိပြီဖြစ်ပါတယ်၎င်းအပြင်ပျောက်ဆုံးနေတဲ့လူဟာလည်း139ဦးရှိပြီလို့ယနေ့မနေ့ပိုင်းကရရှိတဲ့သတင်းအရသိရှိရပါတယ်စကိုင်းမှာတော့ အိမ်သုံးအိမ်မှာတအိမ်နှုံးလောက်ပြိုသွားတယ်လို့သိရှိရပါတယ်မြို့နေလူဦးရေရဲ့60ရာခိုင်နှုံးလောက်ကအဆက်အသွယ်တွေပြတ်တောက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာတည်ဆုံးသူတွေရဲ့ပိုင်ရှင်တွေအလောင်းပိုင်ရှင်တွေရှိတယ်ဆိုရင်တန်းပြီးတော့မိသေကြိုမှုတွေပြုတ်လုတယ်လို့သိရပါတယ်စကိုင်းမှာတရားတစ်ကိုယခင်ကပိတ်ထားတာမို့သွားလေးလာရေးအခက်အခဲတွေရှိနေကြပြီးတော့အခုအချိန်မှာတော့ ကားအသေးလေးတွေပေးဖြတ်ခွင့်ပြုထားတယ်လို့သိရပါတယ်။တချို့လူတွေလည်းအိမ်ထဲမှာပိတ်မိနေကြတယ်လို့သတင်းအရသိရှိရပါတယ်။တရားနှစ်စင်းအနဲ့တစ်စင်းဟာကျိုးသွားပြီးတော့နောက်တရားအစ်စ်ဟာလည်းအကြောင်းတွေဖြစ်နေတယ်လို့သိရှိရပါတယ်။စကိုင်းမှာရှိတဲ့လူတွေရဲ့စားရည်တောက်ရည်ရေရရှိရည်နဲ့ကဲဆေးရည်တွေဟာအင်အားမမျှမတလိုအပ်နေတယ်လို့သိရှိရပါသေးတယ်ခင်ဗျာ။ဒီနေ့ နေ့လေတဏှာကြီးကဝိညာဉ်ကလည်းမိမျိုးမှာမရင်အနှဲငယ်လှုပ်ခတ်သွားတယ်လို့သိရှိရပါတယ်လှုပ်ခတ်မှုကိုလည်းလူတွေတိတာတော့ခံစားရတယ်လို့ပြောကြကြများအရသိရှိနားလည်ရပါတယ်ခင်ဗျာနောက်တစ်ခုကထိုင်းနိုင်ငံကမြန်မာနိုင်ငံကိုကူညီတဲ့အနေနဲ့ထိုင်းမှာရောက်နေတဲ့မြန်မာပြည်သူတွေကိုမြန်မာပြည်ကိုဖုံးခေါ်မယ်ဆိုရင်အခမဲ့ပေး၍ခေါ်ဆိုခွင့်ပြုထားတယ်လို့ ဝါသားစရာသတင်းတစ်ခုကြားသိရပါတယ်။နောက်တစ်ခုကအခုအညီတစ်ခုတောင်းခံထားပါတယ်။သခိုင်းတိုင်းမှာရှိတဲ့ဈေးရရက်ွက်က point KTV ရှိတဲ့တဲ့မှာရှိတဲ့တီလရှင်ကျောင်းမှာတီလရှင်လေးတွေပြိမိနေတယ်ဆိုတဲ့အကြောင်းသတင်းအရသိရှိရပါတယ်။အခုညီတွေလည်းအရေးပေါ်လိုအပ်တည်တယ်လို့ပြောဆိုထားတာတွေ့ရှိရပါတယ်ခင်ဗျာ။ပြီးတော့ဒီနေ့မန္တလေးနဲ့သခိုင်းမှာလည်း ဒီနေ့နေ့လဲတနာ yı 38မိနစ်လောက်ကအရန်မပြင်းတော့လဲပဲတင့်တင့်သွားခစားရတဲ့ငရေတခုလှုပ်ခတ်သွားတယ်လို့သိရှိရပါတယ်။အားလုံးဘေးရန်အပေါင်းကင်းဝေးကြပြီးရန်သူမျိုး၅ပါးအန္တရာယ်ကကင်းဝေးကြပါသည်ခင်ဗျာ။ငလင်လှုပ်ပြီဆိုရင်ဘာကိုသတိထားရမလဲ။ငလင်လှုပ်ပြီဆိုရင်ညေကြီးဒါမှမဟုတ်ပြိုကျနိုင်တဲ့အဆောက်အဦးတွေကိုသတိထားရပါမယ်။ကိုကအဆောက်အဦးထဲမှာဆိုရင်ခိုင်ခန့်တဲ့သပွဲကုံအောက်မှာဝင်ပြီးတော့ပုံးနေပါ။ ပုံမှုစပွဲဝင်မရှိဘူးဆိုလို့ရှိရင်လည်းခေါင်းဝင်ကာကွယ်ဖို့အဆောင်တစ်ခုခုစောင်းထားပါဥပမာဆိုင်ငယ်အိုးထုတ်ဒါမှမဟုတ်စတီးအိုးတို့စတီးဒဏ်အိုးတို့အဲ့ဒါတွေကိုစောင်းထားလို့ရပါတယ်အဓိကကတော့ခေါင်းကိုကာကွယ်ရဲဟာဆိုရင်အဆင်ပြေပါတယ်နောက်ပြီးသတိထားရမှာကျန်းမို့လဲကြနိုင်တဲ့အရာတွေရှော့ကြနိုင်တဲ့အရာတွေကိုသတိထားရမယ်လဲကြနိုင်တဲ့အရာတွေဆိုတာဥပမာဗီဒီယိုတို့ရေခဲတစ်တာတို့အဲ့လိုပေါ့လေးလံပြီးတော့ဒေါင်လိုက်ရှိနေတဲ့အရာတွေအဲ့ဒါတွေကိုသတိထားရမှာမယ်အဲ့ဒီမဲ့တစ်ဆက်တည်းပဲရှော့ကြနိုင်တဲ့အရာတွေကိုလည်းသတိထားရမှာလေ ကိုကဗီဒီယိုပေါ်မှာပစ္စည်းအမြင့်တွေတင်ထားတယ်ဥပမာတချို့တွေအိမ်ဆိုရင်ဆောင်းပေါက်တွေတင်ထားတာရှိတယ်ပြီးရဟိုပန်းအိုးတွေတင်ထားတာရှိမယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်သတိထားရပါမယ်အဲ့ဒီຢာတွေရှင်းကြလို့ရှိရင်ကိုယ့်ဘောကိုကြာနိုင်ပါနောက်တစ်ချက်ကမြင်ကလင်လုပ်ပြီဆိုရင်ဗရင်းပေါက်တကားတွေနဲ့ဝေးနိုင်တဲ့မြတ်ဝေးဝေးပါနေပါဗရင်းပေါက်နားကိုကတ်ပြီးတော့အပြင်ကိုကြည်ရာတွေဓာတ်ပုံရိုက်တာပဲဗီဒီယိုရိုက်တာတွေအဲ့ဒါတွေကိုသွားမလုပ်ပါနဲ့အဲ့ဗရင်းပေါက်နားတွေကငလင်လုပ်ပြီဆိုရင်အရန်အန်ရရဲ့ရှိတဲ့ဇုံထဲမှာပါပါတယ် နောက်ပြီးတော့ငလင်လှုပ်နေစဉ်အချိန်ထဲမှာပဲဟာလာလာလာကြဟေးလာကြဟေးဟိုလူဆွဲဒီလူဆွဲနဲ့အိမ်ပြင်ကိုကြောက်ပြီးတော့ထွက်မပြေးပါနဲ့အိမ်ထဲမှာပဲလုံကြုံစိမ့်ချတဲ့နေရာမှာပုန်းနေတာပိုကောင်းပါတယ်ကိုကအထက်မြင့်အဆောက်အဦမှာနေတယ်ဆိုလို့ရှိရင်လေလေကားကနေတိုးကျိပ်ပြီးဆင်းတာတို့ဓာတ်လေကားကနေစုပြုံပြီးဆင်းတာတို့အဲ့ဒါမျိုးတွေမလုပ်ပါနဲ့အရန်အရန်ကိုအန်နေရများပါတယ်ဒါမှမဟုတ်ကိုကအိမ်အပြင်လမ်းပေါ်မှာဆိုလို့ရှိရင်လေအဆောက်အဦအကြီးကြီးတွေဓာတ်ကြိုးတွေအဲ့နေရာတွေနဲ့ ဝေးနိုင်တယ်မြဝေးပါနေပါ ကွင်းမြင်ရှင်ပိုကောင်းတယ်ဘောလုံးကွင်းလိုလိုမျိုးရက်ွက်အားကစားကွင်းလိုလိုမျိုးအဲ့လိုကွင်းမြင်တဲ့မှာဝင်နေလို့ရှင်ပိုကောင်းပါတယ်အနားမှာလဲကြနိုင်တဲ့ဟာတွေပြုတ်ကြနိုင်တဲ့ຢာတွေမရှိရင်ပို့ပြီးတော့ကောင်းပါတယ်ကိုကကားထဲမှာရှိရဲဆိုလို့ရှင်လဲကားကိုဆက်တက်ပြီးတော့အဲ့နေရာမှာပဲနေပါဒါပေမဲ့ကိုနေတဲ့နေရာကပင်လယ်ကမ်းကြီးနဲ့နေတဲ့နေရာတွေတရားတွေရဲ့အောက်တွေအဆောက်အဦးတွေရဲ့ဘေးတွေ ီးတော့ဓာတ်ကြိုးတွေဓာတ်တိုင်တွေအောက်တွေမှာမဖြစ်နေဖို့အရေးကြီးပါတယ်လွတ်လွတ်ကင်းကင်းနေရာမှာဆက်သက်ပြီးတော့နေတာအကောင်းဆုံးပါပဲပင်လယ်ကမ်းကြီးတို့နှိမ့်နဲ့မြစ်ကမ်းပါတို့ဆိုလို့ရှိရင်လည်းအဲ့နေရာတွေနဲ့ဝေးဝေးကနေပါဟိုနေရာမှာဟိုဝါကြီးဖြစ်သွားလို့ဆိုပြီးတော့ဓာတ်ပုံရိုက်မယ်တို့နော်ဟိုတရားကြီးလှုပ်နေတဲ့ဓာတ်ပုံရိုက်မယ်ဟိုသင်းပေါ်ကြီးလှုပ်နေတဲ့ဓာတ်ပုံရိုက်မယ်အဲ့လိုမလုပ်ပါနဲ့အဲ့လိုဖြစ်ဖြစ်ရှင်အဲ့လိုမြစ်ကမ်းမတွေနဲ့ဝေးနိုင်တဲ့မြဝေးဝေးမှနေပါဘာဖြစ်လို့လဲဆိုတော့အဲ့ငလင်တွေရဲ့နောက်ဆက်တွဲဆူနာမီလှိုင်းလုံးအကြီးကြီးတွေလာနိုင်တာဖြစ်လို့ပါ ကျွန်တော်အခုပြောပြသွားတာတွေကတော့ငလင်လှုပ်နေခြင်းအတွင်းမှာတတိထားတဲ့အရာတွေဖြစ်ပါတယ်ခင်ဗျာ။ ီလိုရမှာဆိုလို့ရှိရင်တော့ဒီမြင်းကလေးနဲ့ပတ်သက်ပြီးတော့ပြောသွားတာအကြောင်းစုံနေပေါ့နော်ငလီလာလို့ရှင်လို့ရှင်လေဘလိုမျိုးကြိုတင်ကောက်ခွေရမလဲဆိုတဲ့အကြောင်းတွေလည်းပြောသွားတယ်ချိတဲ့အမျိုးတွေအတွက်ဘဟုတုတ္တရရစီမယ်လို့မျှော်လင့်ပါတယ်ရှင်ဝက်ဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပြီးတဲ့အမျိုးတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှကျေးပြည့်စုံပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်အခုဖြစ်နေတဲ့မြင်းကလေးလေးကလည်းကြော်လွှားနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆက်လီတဲ့တဲ့နေဟာတာဗီဒီယိုလေးဘဟုတုတ္တရရစီဗီဒီယိုလေးတွေကိုနှစ်စင်းလိုက်တက်ဆက်ပြေးသွားမှာမို့မိုးရဲ့ channel လေးကို like and subscribe နဲ့တောက်ဖို့တောက်စပါရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်တတား